ဂေါကြီးရော်နယ်ဒိုရဲ့စီအောင်ဝဲခန့်ဟန်ဘဲကနေစတင်ခဲ့လေဘလုံးမွေးဖွာလာခဲ့လေပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရွှေစပေါ့ကနေကြိုဆိုလိုက်ပါတယ်စီဆိုတဲ့အားရပါရအော်တန်နဲ့အောင်ပွဲခန့်ကိုပရိသတ်စီရော်နယ်ဒိုစတင်မိတ်ဆက်ပေးခဲ့တာဆယ်နှစ်ကျော်ကြာသွားခဲ့ပြီဖြစ်ပါတယ်ရော်နယ်ဒိုစရနဲ့ချန်ပီယံလိလူသားကြီးတွင်ကုန်များပဲကန်ရှင်စံနေများနဲ့ဖွဲ့စည်းထားသူကိုပရိသတ်တွေပြင်းပြင်းမိမှာပါသူကစားမပွားမှာမှတ်ကြောက်ပေါင်းများစွာတင်ခဲ့ပြီးတော့သူနဲ့ပတ်သက်တဲ့ iconic point တွေကိုများစွာချပြခဲ့တာဖြစ်ပါတယ် ပြင်းထန်အားပါရကန်ချက်တွေတေသက်သက်တဲ့ခေါင်းတိုက်သွင်းကိုတွေရိုနယ်ဒိုလူငယ်ကစားမများစွာဆံပြထားခဲ့တဲ့ဘောလုံးသမားတူးပါပဲအောင်မြင်မှုကိုစားလောင်းနေတကူစီမင်းစီကံပိုင်းမှာဘယ်သူမှမတူအောင် discipline ဖြစ်တဲ့ရုံးနေမှုကိုကြောက်အောင်နေဒီလိုချက်တွေကြောင့်ပဲသူကဘောလုံးကပိုင်းဂုတ်တွေကတပားဖြစ်နေခဲ့တာပါတာမညောင်ညပီသားစုကနေမွေးဖွားခဲ့တယ်ဖားခင်ပြည်သူကရက်ကြေးကြုံဖြစ်ခဲ့ပြီးသူစဲကျော်သက်ရွယ်မာရင်ကွယ်လွန်သွားခဲ့တယ်အင်းဂျင်နီစီကပေါင်မုတ်တောင်းစားခဲ့ရတဲ့အထိချိုးတက်ခဲ့တယ်မိခင်ကသူ့ကိုယ်ဝင်ကိုဖျက်ချဖို့စတောက်ပီယာတွေချိန်ချိန်တောက်ခဲ့တယ် ဒိုခက်ခက်ခဲခဲငယ်ဘွားကိုပိုင်ဆိုင်ခဲ့တဲ့ရော်နယ်ဒိုဟာခုစုံတော့အင်မတန်ကြွယ်ဝချမ်းသာတဲ့ကမ္ဘာလှုပ်ခါလာစာအများဆုံးစားမဖြစ်လာခဲ့ပါဘူး။ဘောလုံးသမိုင်းမှာလေဝိစင်ပွဲနေရာပြည့်မြောက်တဲ့ပထမဆုံးစားမဖြစ်ဂင်းနစ်ဆိုင်ရင်တင်ထားသူလေဝိစင်ဘောလုံးသမိုင်းရဲ့သွေးငွေအများဆုံးစားမချန်ပီယံလိဘောလုံးသမိုင်းရဲ့အောင်မြင်ဆုံးစားမဥရောပတိုက်သားတွေကဘလွန်ဒေါ်နဲ့ရွှေဘနက်စုအများဆုံးစားမဒီလိုမျိုးရော်နယ်ဒိုရဲ့အောင်မြင်မှတ်တမ်းတွေကစားစီလို့မကုန်ခန်းနိုင်အောင်များပြားလွန်ပါလေ။သူနဲ့ပတ်သက်ပြီးတော့ပြောစမတ်တွင်ရတဲ့ကိစ္စတွေနဲ့ပြင်းထန်အားပါတဲ့သူ့ရဲ့အောင်ပွဲခံရကလည်းမပါမဖြစ်ပါဘူး။ စီဆိုတဲ့သူရဲ့အောင်ပွဲခံကဆယ်စုနှစ်တခုကျော်ကြာသွားခဲ့ပြီဖြစ်ပါလေစီယူဟာစပိန်ဘာသာစကားဖြစ်ပြီးတော့အင်္ဂလိပ်လိုဆိုရင်တော့ yes ဖြစ်ပါလေမြန်မာလိုစီလောဘာသာပြန်ရတော့ကိုသွင်းနိုင်ကလေးကျင်းနဲ့အားရပြီးဒါပဲကွာဆိုတဲ့သဘောမျိုးပြောတာဖြစ်ပါလေဒီအောင်ပွဲခံကရော်နယ်ဒို2023ခုနှစ်အမေရိကန်ပြည်မှာကစားခဲ့တဲ့ Chelsea တင်းနဲ့ခြေစမ်းပွဲမှာစလုပ်ခဲ့မိတာပါကိုသွင်းနိုင်ကကျွန်မသူကပရိသတ်တွေစီပြေးသွားပြီးတစ်ဖက်ကိုလှည့်ခုံကစီယူလိုအော်ခစ်ခဲ့မိတာဖြစ်ပါလေပရိသတ်တွေကလည်းခရစ်စတီယာနိုစီဆိုပြီးတော့တိုင်းပိုင်းအော်ခစ်ခဲ့ကြတာပါ သူအနေနဲ့ယူရပြီးတော့လောက်ခဲ့တာမဟုတ်ပေမဲ့အဆိုပါအောင်ပွဲခံကိုသဘောကျပြီးနောက်ပွဲဒီမှာဂိုးသွင်းတဲ့ခါတိုင်းဒီပုံစံတိုင်းအောင်ပွဲခံမှုဆုံးဖြတ်လိုက်တာဖြစ်ပါလိမ့်။ဒါကိုရော်နယ်ဒိုတခါကအင်တာဗျူးမှာရှင်းပြခဲ့ပြီးပါလိမ့်။ဒီအောင်ပွဲခံကရော်နယ်ဒိုတွတ်တော့လာချင်းကောင်းခဲ့ပါလိမ့်။အဲဒီအောင်ပွဲခံအသုံးပြုပြီးတဲ့နောက်ပိုင်းမှာရော်နယ်ဒိုဟာရီယယ်မက်ဒရစ်သင်းတဲ့တူလာတစီမှာ၁၀ချိန်မြောက်ချန်ပီယံလိဂ်လာအိမ်မက်ကိုကောင်းတဲ့ပုံနိုင်ခဲ့တယ်လို့သုံးချိန်ဆက်ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါလိမ့်။ချန်ပီယံလိဂ်ညာချမ်းတွေမှာရော်နယ်ဒိုရဲ့အဆိုပါအောင်ပွဲခံကခက်စိတ်စိတ်ကိုမြင်တွေ့ခဲ့ရတဲ့အထိဂိုးသွင်းချမ်းခဲ့တာပါ။ မထင်မှားတာပဲလုံလိုက်မိတဲ့မူရလေးတစ်ခုအခုဆိုရင်ကဘာကျော်ပုံရိပ်တစ်ခုဘောလုံးလောကရဲ့ဂံတွင်ဖြစ်စဉ်တွေတက်ကတစ်ခုဖြစ်လာခဲ့ပါပြီကဘာနိုင်ကဘောလုံးသမားတွေကဒီပုံစံကိုလိုက်လံတူပပြီးအောင်ပွဲခံကြပါလိမ့်ဘောလုံးတွေမကပေါ့ဘောလုံးအားကစားနဲ့မသက်ဆိုင်နဲ့ပြင်ပမှလည်းတစုံတစ်ခုအောင်မြင်စွာလှုပ်ဆောင်ပြီးချိန်ထဲမှာစီအောင်ပွဲခံပြုလုပ်သွားကြတာတွေကိုနေရာနှံပြားမှာမြင်တွေ့နိုင်မှာပါရော်နယ်ဒိုရဲ့လွမ်းမှုမှုကတော့ကြီးကျယ်ခမ်းနားလွန်းနေပါလိမ့်စီအောင်ပွဲခံအားမန်အပါဆုံးခက်ခဲဆုံးနဲ့စင်တူလုံးဝမရှိတဲ့အောင်ပွဲခံပါပဲလှုပ်တဲ့သူ့ရဲ့ဟန်နဲ့မန်အပေါ်မှာမူတည်ပြီးတော့လည်းအောင်ပွဲခံကကွာခြားပါသေးတယ် ကိုသွင်းပြီးတဲ့အခါမှာပရိသတ်တွေရှိရာစီပြေးသွားပြီးညာလက်ကိုလေပေါ်ဝှေ့အရှိန်ကခုန်လိုက်ပြီးတော့ပြန်ကြမှာတော့နာမည်နဲ့ကျောင်းနံပါတ်ကိုပရိသတ်တွေပဲလှည့်စီပြီးခြေလက်တို့ကိုဟန်ပါပါဆန်ကားကအားနဲ့မန်နဲ့ဇီးဆိုပြီးတော့အောင်ပွဲခံခဲ့တာပါရော်ဒန်ဝါနောင်းဆက်လေးဘာလုံးတော့စုကိုရယူနိုင်ခဲ့တော့ကလည်းစေမမဇီးလို့အော်ဟစ်ပြီးတော့မန်ပါပါအောင်ပွဲခံခဲ့ပါသေးတယ်ဒီအောင်ပွဲခံတဲ့ဒူရော်နယ်ဒိုအောင်မြင်မှုများစွာကိုရယူနိုင်ခဲ့ပြီးစံချီလေးလက်ထပ်တင်ခဲ့တာပဲဖြစ်ပါလိမ့်ဟုတ်ကဲ့ပါအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရွှေဥစပေါ့ page တွေကိုလည်း like follow လုပ်ခဲ့ကြပါအောင်ခင်ဗျာ